ငလင်ဘေးသိခဲ့တဲ့ကြောက်ဆယ်မျိုးရဲ့တမိုင်းဝင်ကြောက်တဲ့သားကြီးအားလုံးပဲမင်္ဂလာပါစကိုင်းမန်လေးနီတဝိုက်ကိုဗဟုပြုပြီးတော့လှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြောင့်အနီတဝိုက်ကငလင်ကျော်သိခဲ့တဲ့မျိုးတွေဆိုရင်လည်းပျက်စီးဆုံးရှုံးမှုများခဲ့ပါရင်ဒီထဲမှာကြောက်ဆယ်မျိုးလေးပါဝင်ပေးဖြစ်ပါရင်ကြောက်ဆယ်မျိုးမှာဆိုရင်လည်းစာအုပ်ပြိုကျပျက်စီးမှုတွေများခဲ့တာကြောင့်လူသိဆုံးမှုတွေပြင်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါရင်ဒါပြင်ကြောက်ဆယ်မျိုးရဲ့ထေကရာကြောက်တတကြီးဟာဆိုရင်လည်းငလင်တဲ့ကြောက်ပျက်စီးသွားခဲ့ရပါရင် ငလင်ကြောင်တမိုင်းဝင်ရှေးဟောင်းဝင်နေများစွာလေးပျက်စီးခဲ့ရပြီးတော့အဲ့ထဲမှာကြောက်စိမျိုးကကြောက်တက်တာကြီးလေးပါဝင်ခဲ့တာဖြစ်ပါတယ်။ ကျောက်တတာကြီးဟာဆိုရင်တော့ကျောက်စိမျိုးနဲ့ရွှေသာလောင်းတောင်ပေါ်မှာတည်ရှိတာဖြစ်ပါရင်ငလင်ဘေးကြောင့်ကျောက်တတာကြီးရွှေလျားသွားခဲ့ရပြီးတော့မူလပုံစံပြက်ခါတောင်ဆောင်ကပြုတ်ကျလာနိုင်သေးတဲ့အခြေမျိုးနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါရင်ကျောက်တတာကြီးနဲ့ကျောက်တတာစေတီတို့ဟာဆိုရင်ပုံမြင်ဆန်ဆန်ဒနာဤဆန်ဆန်ရုံနှင်းစကားတွေနဲ့ပြည့်နေနေတဲ့တမိုင်းဝင်အမွေနေ့တစ်ခုလည်းဖြစ်ပါရင်ရခင်ဟာထုံးပြူစေတီဖြစ်ပေမဲ့လည်းနောက်ပိုင်းမှာရွှေတင်ငယ်များပူဇော်ခဲ့ကြပါရင်ရှေးခင်ကနေသူနေသားတွေသာပွင့်လဲတဲ့ပင်ရှိတဲ့အခါမှာအဆိုပါကျောက်တတာကြီးကနေပြီး ပြီးတော့ရွှေငွေလက်ဝတ်ရနာများငှားရင်ဝတ်ဆင်နိုင်ပြီးတော့ပွဲလဲသဘင်ပြီးတဲ့အခါပြန်လည်ထားရှိကြရတယ်လို့ဆိုပါရယ် ကျတဲ့သားကြီးအနေငယ်ဟနေချင်းအထဲမှာရွှေငွေရတနာများကိုနွားချောင်းသားလေးတဦးကယူမိတဲ့အတွက်ကျောက်တစ်သားကြီးအလိုလိုပြန်ပိတ်သွားပြီနွားချောင်းသားလေးလက်တစ်ဖက်ပြက်ကျန်ခဲ့တယ်ဆိုပြီးတော့လည်းပြောကြပါရယ်ဒါပြင်အင်္ဂလိပ်ခေတ်ကကာနေတယောက်ကလည်းကျောက်တစ်သားကြီးတွင်ကရွှေငွေရတနာတွေကိုနှိုက်ယူရင်းလက်တစ်ဖက်ပြက်ကျန်ခဲ့တယ်လို့ဆိုတဲ့ယူနေစကားတွေလည်းရှိပါရယ်ဆရာကြီးမင်းတင်ခိုင်မနုဆာရီဝတ္ထုတွေမှာဆိုရင်တော့မပုံမတိုးအောင်စေးရီစိန်ထားတဲ့မနုဆာရီရဲ့လက်တစ်ဖက်ဟာကျောက်တစ်သားကြီးထဲမှာရှိတယ်လို့လည်းရေးသားထားပါရယ်ငလင်ဘေးတင်ပြီးရဲ့ မှာဆိုရင်တော့ကျောက်တက်သားကြီးရဲ့အနေထားဟာစိုးရင်စရာအနေထားကို ရောက်ရှိလာခဲ့ပါပြီ။ကျောက်တက်သားကြီးရှိနေတဲ့တောင်ဆောင်ရဲ့အောက်မှာဆိုရင်စုကြီးလို့ခေါ်တဲ့လူနေရက်ွက်တစ်ခုလည်းရှိနေပါပြီ။ဒါကြောင့်ကျောက်တက်သားကြီးသာပြုတ်ကြလာမယ်ဆိုရင်တော့အောက်ကလူနေရက်ွက်ပေါ်ကျရောက်ပြီးထိခိုက်မှုတွေရှိလာနိုင်ပါပြီ။ ဒါကြောင့်မြို့နယ်အုပ်ချုပ်ရေးမှူးဖွဲ့ကကျောက်တတကြီးကိုဖောက်ခွဲရှင်းလင်းမှုအတွက်စီစဉ်ခဲ့ပါသေးတယ်။အစီအစဉ်နဲ့ပတ်သက်ပြီးတော့မြို့နယ်ပြည်သူတွေကြားထဲမှာသဘောထားကွဲလဲမှုတွေလည်းရှိခဲ့ကြပါသေးတယ်။မြို့ရဲ့ထင်ရှားနေရာတစ်ခုဖြစ်တာကြောင့်အချို့ကလည်းဖောက်ခွဲရှင်းလင်းမှုအစီအစဉ်ကိုလက်မခံချင်ကြပါဘူး။ ကြောက်တဲ့သားကြီးပြုတ်ကျလာနိုင်တဲ့နေရာတွေကိုလည်းတက်ဆိုင်ရာကအနေရဆုံးဖြစ်တက်မှတ်ပြီးတော့ဝင်ခွင့်မပေးတော့ဘဲလူနေအိမ်တွေကိုလည်းဘေးကင်းရာရွှေ့ပြောင်းထားခိုက်ထားပါရီလက်ရှိမှာတော့ကြောက်တဲ့သားကြီးနဲ့ပတ်သက်ပြီးမြို့နယ်အုပ်ချုပ်ရေးဖွဲ့ကအစီအစဉ်ပြောင်းလိုက်ပြီးလည်းဖြစ်ပါရီဖောက်ခွဲရှင်းလင်းပြီးသွားမှာတော့မဟုတ်ဘဲနဲ့ပြုပြင်ထိသိမ်းရေးလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြတာဖြစ်ပါရီကြောက်တဲ့သားကြီးကိုဖောက်ခွဲရှင်းလင်းဖို့လုပ်တဲ့ချိန်မှာဝင်ပူးပြီးတော့တားမြစ်တာတွေလည်းရှိခဲ့တာကြောင့်ဆိုရဲရုံနှင်းစကားတွေလည်းထွက်ပေါ်နေပါရီဘလိုပဲဖြစ်ဖြစ်ရှေးအဝွင့်နေတခုမပြောင်းမပြဲဆက်ရှိနေမှာကတော့ဝမ်းသာစရာလိုပဲပြောရမှာ ပဲဖြစ်ပါရဲ့ရှင်။အပီနာဆင်ခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းကျမတို့ရဲ့ channel လေးကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာအကောင်းနဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဥမှဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အမေပါနေအောင်ရှင်။အပီနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရဲ့ရှင်။